နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ9ရက်ဗုဒ္ဓဟူးနေ့ ေရှာယအနာဂတိကျမ်းခန်းကြီး43အငယ်18မှ25ဖြစ်ဖူးသော အမှုတို့ကိုမအောင်မိကြနှင့်ရေကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်ကြည့်ရှုလော အမှုတစ်ကိုငါပြုမိယခုပေါ်လာလိမ့်မည်သင်တို့သည် အမှန်သိမြင်ရကြလိမ့်မည်အကယ်စင်စစ်တွန်း၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်း ငါဖန်ဆင်းမိမြေခွေးနှင့်ကလအုံငတ်မှစ၍တော်သားရဲ့တို့သည်ငါဤဂုံကြီးစုကိုချီးမွမ်းကြလိမ့်မည်အကြောင်းမူကားငါရွေးကောက်တော်သူငါဤလူတို့တောက်เสียဖို့တော်နိုင်ရေများကို၎င်းလွင်ပြင်နိုင်မြစ်တို့ကို၎င်းငါပြီမည်ကိုအဖိုးငါဖန်ဆင်းသောထိုလူမျိုးသည်ငါဤဂုံကြီးစုကိုပြရလိမ့်မည်သို့တော်လည်းအိုယာကုတ်အမျိုး သင်သည်ငါကိုပထနာမပြု။အိုဣတရေလအမျိုးသင်သည်ငါကိုညင်းငွေသည်တကား။မိရှုရာတိုးတငယ်ကိုငါထံသို့မဆောင်ခဲ့။ယေပူဇော်ခြင်းအဖြစ်ငါကိုမချီမြှောက်။ငါသည်သင်ကိုအလူဒါနနှင့်အမှုမထမ်းစေ။လောဘံကိုတောင်း၍သင်ကိုမပင်ပန်းစေ။သင်သည်မွေးသောကြံကိုငါဖို့ငွေနှင့်မဝဲ။ ပူဇော်သောရက်ကောင်စီဦးနှင့်ငါ့ကိုဝါစွာမကြွေသင်သည်ဒုစရအပြစ်နှင့်ငါ့ကိုအမှုထမ်းစေပြီတကားအတ္တမအမှုကိုပြုတ်၍ငါ့ကိုပင်ပန်းစေပြီတကားငါတပါးဒီသာလျှင် ကိုအတွေ့ကြောင့်သင်၏အပြစ်တို့ကိုဖြေမိသင်၏ဒုစရအမှုတို့ကိုမအောင်မင်း ါတပါးသေးတယ်ကိုအတွက်ကြောင့်တင်းဤအဖြစ်တို့ကိုဖြင်းမည်တင်းဤဒုစရအမှုတို့ကို မအောင်မည်ဟေရှာယအနာဂတိကျမ်းအခန်းကြီး53အခန်းငယ်25ကျွန်ုပ်တို့၏အဖြစ်များကိုမေ့ပစ်လိုက်ခြင်းဂျူလီနှင့်ခင်မွန်ဖြစ်သူတို့မှာသမီးဖြစ်သူကဆိုင်မပစ္စည်းခိုးကြောင်းသိလိုက်ရသောအခါဝမ်းနည်းပူဆွေးမှုတို့ကိုခံစားခဲ့ရသည်သို့တော်ဖျားသခင်ဤမဆခြင်းကြောင့်သမီးလေးသည်ဝမ်းနည်းပူဆွေးမှု၏ လေးလံသောဖြစ်စီမှုဖြင့်သူတို့ထံပြန်လာသောအခါသူမအားခွင့်လွှတ်ခဲ့ပြီးခိုးယူသောပစ္စည်းအတွက်ပြန်လျော်ပေးရန်နှင့်အကြံပေးဆွေးနွေးမှုရယူနိုင်အောင်ကူညီပေးခဲ့ကြသည်ထို့သောဝန်ခံခဲ့ပြီးနောက်လအတန်ကြာတွင်တမီးကမိဘများသည်သူမကိုမြည်သောမှ ပြန်လည်ယုံကြည်တော့မည်မဟုတ်ကြောင်းပေါ်တန်စွာ တုံ့ပြန်ခဲ့သည် သူမဘာကိုဆိုလိုခြင်းတည်းဟုဂျူလီတွေးမိသည် ဖျားသခင်သည်သူမ၏စိတ်ထဲမှဒဏ်ရာကိုဖယ်ရှားပေးခဲ့ပြီဖြစ်၍တမင်းဤစော်ကားပုတ်ခတ်မှုကိုကြူတီမတွေးတော့ပါ။သူမသည်ဖြစ်ခဲ့သည်များအပေါ်မတွေးတော့ပေ။ဖျားသခင်သူမကိုခွက်လွတ်ဖို့ဆုတောင်းပေးရန်ဆုံးဖြတ်ခဲ့သည်။ထိုအခိုက်အတန့်တွင်ဖျားသခင်သည်သူ့လူမျိုးတော်အပေါ်ပြသခဲ့သည့်သူ၏ကောင်းမြတ်ခြင်းနှင့်ကျေးဇူးတော်တို့ကိုဂျူလီယာအားမြည်ဆန်းစေခဲ့သည်။ဖျားသခင်သည် အမှုတစ်ကိုပြုနေသောကြောင့် သူ၏လူမျိုးတော်တို့အားအတိတ်တွင် ကြံ့ရင့်မနေရန်မိန့်မာခဲ့သည်ငါတပါးဒီသားနှင့်ကိုအတွက်ကြောင့်တင်းဤအဖြစ်တို့ကိုဖြည်မည်တင်းဤဒုစရအမှုတို့ကိုမအောင်မေဟုအတိအလင်းပြောကြခဲ့သည်ဖိယသခင်သည်ကျွန်ုပ်တို့၏အပြစ်များကို ခွင့်မလွတ်ဘဲတေးထားရန်ရွေးချယ်၍ရတော်လဲသူ၏မြတ်တာနှင့်ဂရုဏာကြောင့်ခွင့်လွတ်ပေးခဲ့သည်ကျွန်ုပ်တို့နောင်နှရပြီးပြန်လာသောအခါကျွန်ုပ်တို့၏အပြစ်များကို ဖြည့်ဖြောက်ပေးပါသည် ခွင့်လွှတ်ခြင်းခံရပြီးသောအမှားများသည် ကျွန်ုပ်တို့၏အတ္တတာနှင့်အခြားသူများအပေါ်မကောင်းသောအကျိုးသက်ရောက်မှု ရှိနိုင်တော်လဲဖျားသခင်သည်ကျွန်ုပ်တို့အပေါ်မြည်သည့်အခါမှထိုပြစ်မှားမှုကိုဆွဲကင်ထားမည်မဟုတ်ပါ ကိုရောသည်ကျွန်ုပ်တို့အားဂရုဏာတော်နှင့်လွှမ်းခြုံပေးလိမ့်မည် ားသခင်၏အံ့ဩစရာကောင်းသောချစ်ခြင်းမြတ်တာကိုမြည်သည့်အချိန်ကတွေ့ကြုံခံစားဖူးသည်။ကိုရော၏ယေရှုတော်သည်သင်အားမြည်သို့ပြောင်းလဲစေပြီးအသက်ပြုပြင်ပေးလိုက်ပါသည်။ခွင့်လွှတ်ခြင်းအရှင်ဘုရားသခင်ကျွန်ုပ်ထံမြတ်တာဖြင့်ချင်းကပ်လာသည့်အတွက်ယေရှုတင်ပါ၏။အပြစ်ပြုရာလမ်းများကိုကြောခိုင်းပြီးကိုရော်ထံသို့ပြန်လာရန်ကျွန်ုပ်အားမဆသနာတော်မူပါ။ သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။